ကျင်းတော့နားထောင်တော့အရေးကြီးတာလေနားထောင်ပြီဝိုက်ပြောတယ်မလို့ပါနဲ့26ကျင်းဟုတ်တယ်။တပြင်းမစပြင်မပေးနဲ့အတင်းတော့ပေါ်မယ်ဖြစ်တော့တက်တော့ခွေးဒီဆိုတာတန်းဆက်သွားပြီ။အဲ့လောက်တက်ကနေပြီးတော့သူ့မှာတာဝန်ရှိတယ်ကျွန်တော်လည်းဖွဲ့စည်းမှုချင်တာဦးရအောင်တက်ကဘုရားထင်ပြတယ်။ဟာဒီလူပြာယောက်ျားအောင်မလို့ဘဲတယ်ပါရီကြီးပဲပါဇက်ကဗျမ်းမတန်မဟုတ်မမှန်စကားကိုပြောရဲတာသူ့လိုပါတီတစ်ခုရဲ့ဥက္ကဋ္ဌတယောက်နေမယ်လူကြီးလူကောင်းနေရာမှာမနေဘဲနဲ့ဘာဖြစ်တယ် မဟုတ်ကောင်းကစကားကိုပြောပြီဆိုတဲ့ကလူကြီးလူကောင်းဖြစ်လို့မရတော့နော်ကျွန်တော်ပြောပြမယ်မေးကြည့်ပါဟုတ်လားမဟုတ်လားနဲ့ကြီးနဲ့ပြစ် drone နဲ့ပြစ်လေနဲ့ဘုံကျက်စစ်ကိုခေါ်စစ်လာတာပေါ့မင်းတို့ကစစ်ခေါ်ခြင်းရောအခုတော့ဒုက္ခရောက်ပြီမလားဓမ္မကြီးငါတို့အောက်ထုတ်တဲ့ data မှာအေးချမ်းနေတယ်ပညာမဲ့စကားတွေကိုပြည်သူတွေကိုရိုက်တွင်းတာဝါဒဖြန့်တာအမှန်တမ်းနားမအောင်လို့ဟုတ်တယ်လို့ပဲဒါမှမဟုတ်တတိယစာကြည့်လိုက်ဒီဒီတော်လိုင်းရဲ့ဘက်ချမ်းမှာစစ်ဖြစ်နေတာဒီဘဒူတော်ဖြစ်လို့လေဒီစစ်တပ်ကတွားဖြစ်လို့ဟိုမှာစစ်နေပြင်ဖြစ်တာ ဒီစစ်တပ်ရှိတဲ့ဒေတာမှာစစ်မြေတွေမဖြစ်တာဒီဘသူကလာမပစ်လို့လေဟဲ့ဒီဒေါ်လန်ရေးဘွက်တွေကမပစ်လို့အဲ့ဒါအပြင်းရှင်းနေတယ်ဒါလည်းတလူစူးစမ်းတော့မယ်အစွမ်းကုန်ဟမ်ဆုံးချက်တွေလည်းမရှိကြဘူးတော့ဟာတကယ်ပဲပြောတာအရင်ကကရောက်စစ်သားဆိုတာလေယောက်ျားရင်မာကြီးတွေထင်တာဗဲဂျော်လကီးတွေပဲဒီနေ့ကစစ်ဖို့ကြုတ်ကြရဘလောင်းပလဲပြောတဲ့မိမရှာတွေဟမ်အဒီလူတွေတကယ်မိမရွှင်နေ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဝါရမိုင်းတိုက်နေတဲ့ကြံ့ဖို့အုပ်ကြီးခင်ရီကိုကိုစီစုံမလိုက်တီမို့အဆုံးထိနားဆင်ဝေဖန်သုံးသက်ပေးသွားကြပါဦးခင်ဗျာ။ဒီမှာစစ်ဖို့ရုပ်တရားလေးမလုံရဲတာဘာမှမရှိသလိုမျက်နှာမပြောင်ရဲတာဘာမှမရှိဘူး။အခုလက်ရှိကြံ့ဖို့ပါတီဥက္ကဋ္ဌတာဝန်ယူလာတဲ့ခင်ကြီး။နောက်ဝိုက်ကတ်ခင်ကြီးဆိုရင်အားလုံးတိတဲ့အတိုင်းလက်ပတ်နေတဲ့စွမ်းရရှင်တွေကိုမွေးခဲ့တာလည်းခင်ကြီးပဲ။ဝိုက်ကတ်တွေထုတ်ပြီးတော့ဘင်္ဂါလီအရေးမီးစပြိုးခဲ့တာလည်းခင်ကြီးပဲ။နောက်ထပ်နောက်ထပ်ပြောမှဆိုအများကြီးပဲပြထားမှာ။အခုမှဘာလို့လဲဆိုတော့ရိုက်ကူးရင်း အဲနေပြည်တော်ကလည်းအဲသူ့ရိုက်ကူးလုပ်ပေးနေတဲ့လူတွေခါကျွန်တော်ကျွန်တော်ခွန်ဝေရတာကျွန်တော်ကြားတယ်ရိုက်ကူးရေးအဖွဲ့ကိုတီးတန်းလုပ်ပြီးတော့ Facebook မှာ YouTube မှာရိုက်ကူးရေးတွေလုပ်ပြီးတော့ဝါရဖြန့်ဒါပေမဲ့သူတို့မသိတာကဒီနေ့ထက်ပြည်သူတွေကသူတို့ကလေသူတို့သူတို့ပဲတိုင်းပြည်ရဲ့အောက်ချုပ်ဒုလို့ခံစားနေတယ်သူတို့နောက်ပြည်သူတွေကဘာမှမတည်ဘူးသူတို့ထင်တာအဲ့ဒီတော့ပေါက်ကရတွေကိုပြည်သူတွေကိုရုပ်တည်နေပြောရင်ပြည်သူတွေကယုံသွားမယ်လို့ထင်တယ်အခုဒီမှာကြည့်လိုက်နော်ဒီမှာကြည့်ပြောရတာကတစ်ချက်ကြီးပါပြီးကျွန်တော်တို့ကိုမှတ်ထားတဲ့ comment တွေမှာကျွန်တော်ဖတ်ကြမယ်နော်မကြည့်ရနားထောင်ပြီးပါကျွန်တော်ဒီလိုလေးပြန်ပါ ခံစားတဲ့ပြုပေါ်လာအဲဒီတော့ဘာပဲဖြစ်ဖြစ်သူကအတက်တာပြည့်စုံမှာဟုတ်တာလားဒီကနေ့ဝင်ရှာပဲအဲ့တော့လေဒီချက်ကြည့်နော်ဒီချက်ကြည့်နော်သူတို့ပြောတဲ့စကားတွေနော်အဲ့တော့ဒီလူတွေမသိလို့ရှိရင်တကယ်ပဲပြည်သူပေါ်ကိုဟိုမေတ္တာရှိရင်ဒီဥနာရှိရင်ပုံစံမျိုးဟမ်ကြည့်ကဲပါလေလုံလုံချုံချုံရှိတဲ့နေရာကြီးရောက်လာတဲ့ကြောင်ဝန်တာရဲ့ဒီတော့ဝန်တာဟုတ်ကဲ့ချစ်ခင်တဲ့ကနေပါလို့ဆုံးပေါ်လာတဲ့ကြောင်ဘုံတော့ပါလို့ကြည့်ရစနော်ဒီကတည်းကကိုညစားပါဒါကတော့ခံစားတဲ့မျိုးအဲ့တော့ဆုံးပါပြောလို့ဘာတော့ဒီဝောက်ရောက်ပါတယ်တက်စင်းစားတယ် ော့2020ခုနှစ်ရွေးကောက်ပွဲမှတ်မိလားရွေးကောက်ပွဲမတိုင်မီအချိန်လုံးကသူတို့ရေးချတယ်ပွဲတက်ကြောင်းတော့မရလားလူတက်နေကြောင်းမရလားရတယ်ခလေးကြောင်းပြောနေတယ်ကျင်းနော်နားထောင်နော်ရေးကြည့်လိုက်နားထောင်ကြည့်ကြရတယ်တန်တဲ့အဲ့အန်ဒရက်စ်ပါမရှိတော့ပါလေဟုတ်ကဲ့အေးချမ်းရနေတော့ကျွန်တော်နိုင်နိုင်ရဒီလိုနှစ်ပေါင်းများစွာဖြစ်ကြလာတဲ့အချိန်ကြီးတော့လည်းပဲနောက်တဲ့ဒီကောက်ပဲကာလာမှာအဲ့တော့ဒီညမှာတောင်းရှိတဲ့နိုင်ငံတော်ပစီရဲ့နော်ကျွန်တော်နိုင်ငံရေးပါတီရဲ့ ဒါရညညနေနေလို့ကြောက်ဘူးဒါလည်းစစ်သေးဘူးဂျိမ်းပါများတော့တောက်ဆိုပါတယ်သူတော်လည်းပဲအဲ့ဒီကောအနာရှိတဲ့ကွစီကတမကံမကြတယ်လေအတင်းအနာမှတိတော့ဖွဲ့လို့လုပ်တယ်ဟာဒီလူကရောက်ချအောင်လို့ဘယ်လဲဖာရီပဲပါဇက်ကဗယံမတာမဟုတ်မမှန်စကားကိုပြောရဲတာသူ့လိုပါတီတစ်ခုရဲ့ဥက္ကဋ္ဌတယောက်နေမယ်လူကြီးလူကောင်းနေရမှာမနေဘဲနဲ့ဘာဖြစ်လဲမဟုတ်ကောင်းကစကားကိုပြောပြီဆိုတော့လူကြီးလူကောင်းဖြစ်လို့မရတော့เนาะကျွန်တော်ပြောပြမယ်နေကြည့်ပါဟုတ်လားမဟုတ်လား ရွေးကောက်ပွဲမှာမဲလိုက်မဲဖို့ဘယ်မှာစတဲ့ဖြစ်ရွေးကောက်ပွဲနဲ့ပတ်သက်လို့အဲ့ဒါတခုခုရှိလို့ချင်းတက်မှတ်ထားတဲ့ရွေးကောက်ပွဲဘယ်မဲဆန္ဒနဲ့မှာမဲလိုက်မဲဖို့မှုဖြစ်တာလေဘယ်မဲဆန္ဒနဲ့မှာမဲစရင်မယုံမှုဖြစ်တာလေစတဲ့ဖြစ်အဲ့ဒီ data အချက်အလက်နဲ့တကွာရွေးကောက်ပွဲကော်မရှင်ထံကိုတက်မှတ်ထားတဲ့ရက်အတွင်းမှာတက်မှတ်ထားတဲ့ငွေကြေးနှုန်းကတွင်းပြီးတော့တရားဝင်ကန့်ကွက်ခွင့်ရှိတယ်တရားဝင်တိုင်ခွင့်ရှိပါတယ်သူတို့ချက်ဖို့ပါတီအပါဝင်ချင်းရှင်းပေးပါလို့အော်နေတဲ့လူတွေအဲ့ဒီဥပဒေမှာပါရှိတဲ့အခွင့်အရေးအတိုင်းတရားဝင်တိုင်ခဲ့တာရှိလား ဲ့တော့ဥပဒေမှာတရားဝင်တိုင်ခွင့်ရှိတယ်ဆိုတာကိုတရားဝင်မတိုင်တဲ့နဲ့လမ်းမေးရနေပောက်ပန်းလေးတဲ့ဖြည့်ရှင်းပေးပါဖြည့်ရှင်းပေးပါဟိုအော်လာဒီ NLD ပါတီအစိုးရအနေနဲ့ဖြည့်ရှင်းပေးစရာအကြောင်းရှိတာဖြည့်ရှင်းမဲ့ NLD အစိုးရကဥပဒေဖောက်ပြတာဟုတ်တယ်လေဥပဒေမှာရှိပြီးသားလမ်းကြောင်းတိုင်းမှားနေတယ်ဆိုရင်ဘယ်မဲဆန္ဒတွေကမှားတာလဲတိုင်းခရိုင်မြို့နယ်ဟောက်နံပါတ်ချက်ချင်းဘယ်ဘယ်ဒေသလဲအဲ့မဲရောမဲရောနံပါတ်ဘယ်လောက်လဲဒီမဲရောကဘာဖြစ်တယ်အဲ့ဒါရုပ်ဘောကော်မရှင်ဥပဒေကြောင်းတိုင်းတင်တွေ့လေမဲဆန္ဒနဲ့တစ်ခုလုံးမဲတနိုင်ငံလုံးရဲ့ရလက်ကြီးကိုဖြည့်ရှင်းပေးပါလို့ပြောတာဒီဓာတ်ပါလေကိုမနိုင်တိုင်းဘာလို့ခိုင်းတာလဲကြေညာရှာတာမဟုတ်ဘူးလားအဲ့တော့ ဲသူတို့ကကျွန်တော်ပြောမယ်ဆိုရင်နိုင်ငံတစ်ခုမှရွေးကောက်ဝင်ချင်းမှပဲကိုယ့်ပါတီတော့ဝင်ကြိုင်တယ်။အကဲကိုယ့်ပါတီကိုပြည်သူကမဲမပိနဲ့အာမဲနိုင်ငံမဲကိုယ့်နဲ့ဖြည့်ရှင်းပေးပါကွာမဲထောက်လို့ရအောင်လားဆို။ကဲအဲ့လိုအောင်လို့ရ။ဒါကျွန်တော်မေးကြည့်တာပါ။အဲ့လိုအော်ခွင့်ရှိလား။အော်အော်တော့အတိတ်နဲ့ရှိလား။ဥပဒေကြောင့်တိုင်းရှိတယ်လေ။ဥပဒေကြောင့်ရဖြည့်ရှင်းနိုင်ပြီ။ဥပဒေကြောင့်ရမဖြည့်ရှင်းနိုင်တဲ့လမ်းတွေကနေအော်နေတဲ့အရာကြီးကအတိတ်နဲ့ရှိလား။ဟမ်။အဲ့တော့ကဲအခုသူတို့ဥပဒေကြောင့်တကွမဖြည့်ရှင်းခဲ့ဘူး။ဒါကိုခုတူပါတကားပြောပါလိမ့်အတင်းအဓမ္မလွတ်တော်ကလွတ်တော်ကအတင်းအဓမ္မခေါ်လို့ရအရာအမှောင်ကျွန်တော်မသိတော့မေးကြည့်တာဟမ် ါတန်ဖတ်ပါသေးတယ်ခေါင်းဆောင်တယောက်ပြောတဲ့စကားကြည့်ရမရှက်ဖူးလားမသိတို့လေလွတ်တော်ကအတရားကမှခေါ်လို့ရလားကျွန်တော်မသိလို့ပါဟမ်လွတ်တော်အတရားကမှခေါ်လို့ရလားဟမ်အတရားကမှခေါ်အောင်သူတို့ခေါ်ချင်တယ်ဖာတယ်လေမဟုတ်ဘူးဟမ်လွတ်တော်ကိုစတဲ့လေးလေးအတရားကမှသွားခေါ်လို့မရဘူးတတ်မှတ်ထားတဲ့လုံလုံလုံကြီးဥပဒေတိုင်းဘယ်နည်းဘယ်မှာလွတ်တော်ဖွင့်မယ်လွတ်တော်ပြန်လဲစမယ်အဲလွတ်တော်လုံငန်းစီပြန်စမယ်စတဲ့ပြန်ဆက်ဆက်ကျင်ညာပြီးတော့မှမလုပ်ရတယ်လွတ်တော်ခေါ်ယူရတာလွတ်တော်ဆိုတာအတရားကမှလမ်းတရားဖာတယ်ခေါ်လို့ခေါ်ချင်တယ်ခေါ်လို့ရတယ်ရမဟုတ်ဘူးလေအဲ့ဒါကိုဘာပြောရမလဲအတရားကမှလွတ်တော်ခေါ်တယ်ကြည့်ဟမ်လိန်ညာပြောင်းလိန်နာကြည့်မျက်နှာပြောင်းတိုက်ပြောင်းလိန်နာကြည့် ဆက်လာတော့တက်တော့ဖက်ပြီဆိုရင်အစိုးရတက်တာတက်စားတော့ပေါ့ဟုတ်ပလားဒီမဲ့အသေးချာမဲ့ပြားဆိုတဲ့ဥစားလေးအိပ်မဖြစ်တော့ပေါ့ဟာအသေးချာမဲ့တပြားအလကားပြေသွားလားဆိုတော့ပြောပြခီယာ2015မတိုင်ခင်မှာစစ်တပ်ကနေဘောင်းမီချုပ်ပြီးပြန်ဖို့ပါတီမှာစီရန်ထိန်းတဲ့အိမ်ပိုင်းကနေဝင်ရောက်တဲ့2015ရွေးကောက်ပွဲမှာအေအော်ဒီတိုင်းနော် အေရဝတီတိုင်းဒေသကြီးမြောင်းမြမြို့နယ်မဲဆန္ဒနယ်အမှတ်6မှနေအမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဖြင့်ကြံ့ခိုင်ရေးပါတီကိုကိုယ်စားပြုပြီးဝင်ရောက်ရှင်းပြန်ရာပြန်ပက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်မန်းထွန်းကြိုင်အားမဲရလက်18,238မဲအကွာဖြင့်ရှုံးနိုင်ခဲ့တယ်2015မှာဘယ်လောက်လဲ18,000နော်150စက်မှတ်နယ်မဲမဟုတ်ဘူးနော် ပေါင်း9,238ပဲနဲ့2015မှာရှုံးနေပြီးတော့ဒီညောင်ရမြို့နဲ့မဲဆန္ဒနဲ့အမှတ်6ကနေဝင်ရှင်းပြိုင်တာနော်အမှတ်6မှာဝင်ရှင်းပြိုင်တာဘာဖြစ်လဲပေါင်း9,000ကျော်နဲ့ရှုံးနေပြီးတော့နော်ရွေးလည်းမထင်ဘူး2015မှာအဲ့ဒီကနေမကျင်ပ်ဘူး2020ဆက်လာတယ်နော်2020နာပြီးတော့သူကတန့်ဖို့ပါတီရဲ့ဒုတိယဥက္ကဋ္ဌဖြစ်နေပြီနော်အဲ့တော့ ရန်ကုန်တိုင်းဒေသကြီးစိုက်ကြီးခနောက်တုံးမဲဆန္ဒနယ်မှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းကျွေးဝင်ရောက်ရှင်းပြန်ရာတွင်လည်းပြိုင်ဘက်ကပြိုင်ဘက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်ဦးတင်ထွန်းနိုင်ကမဲရလက်8196မဲပြင်ထပ်ရှုံးနေခဲ့အဲ့ဒါအသေးစားမင်းသမီးအလကားဖြစ်တာလားကိုစောက်စိတ်မရှိလို့အရင်ချင်းမရှိလို့ပြည်သူကမရွေးချယ်တာလားဟမ်အဲ့တော့မင်းစင်တာကအသေးချာမဲတပြားဆိုရင်အခုလက်ရှိဒေါက်ဆန်းစုကြည်ကိုခမားလို့ထောင်ထဲဖမ်းခဲ့ကြတယ်နော်ရတယ်တန်တန်ဒီကကိုယ်စားလှယ်လောင်းတယောက်ဘယ်သူမှမသိနဲ့ အဲ့ဒါဒီလက်လက်ရှိ2020မှာပါခဲ့တဲ့ကိုယ်စားလှယ်နှောင်းတယောက်ပဲနော်တော်လိုက်တဲ့မှာမရှိနေတဲ့လူတွေကတယောက်လောက်ပဲအဲ့ဒီခင်ကြီးနဲ့မဲနှဘုံထောင်လိုက်တယောက်တစ်ဘုံမြင့်မြင့်အရွေးခံရဲလာလို့ဟမ်ပြီးတော့မရွေးချယ်တော့မနိုင်တာလေမနိုင်တော့နိုင်အောင်လုပ်မယ်ဆိုပြီးအာနာတိုင်းထိုင်တာလေတိုင်းပြီးတော့ချက်ခိုင်းတာလေဟမ်အဲ့ဒါကိုကြည့်ကလိန်ကချစ်နဲ့နော်ဒီလိုကလိန်ကချစ်တွေကတိုင်းပြီးကိုတယောက်ချုပ်ဖို့လုပ်နေတာကြည့်အဲ့ဒါမြင်အောင်ကြည့်အာနာမရသေးဘူးကလိန်ကချစ်တွေပြောပြီးကလိန်ကချစ်လုပ်နေတဲ့ဟာဟမ်ကြည့် အကျဉ်းချုပ်တို့လည်းပဲတင်းလို့နေတော့ကြောင်းဟင်းဒီလိုပြရမပြရမှဘာလုပ်လဲလို့ပြီးအဲ့တော့အရှိရတဲ့အဖွဲ့ရှိရတရားမှာဆောင်ချက်ချောက်တယ်ဆိုတော့ဟာကျော်လကီကွာမင်းမချိုင်မရှိဘူးလားမသိဘူးဒီစကားပြောတာဟာတကယ်ကျော်လကီကွာဟောဒီလိုလေအသက်ကြီးတာတေကိုနီးတာပဲဗျာဘာမှတန်ကုန်းမရှိတာဒီလိုမောကောင်းကပေါက်ကရစကားမျိုးပြောရဲတာအံ့ဩတယ်နော်တိုင်းပြည်ပြည်ကိုပြောတာနော်ဟမ်ကတ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 ်ပါလိုက်ချက်လာတယ်နော်ဘယ်စီမေထိုးရင်ပေါက်ပြသွားတယ်ဟုတ်တယ်မလားဒီမှာမှာတက်ကြိုင်ကောင်းကြမလို့ပေါ်လာတယ်ကျွန်တော်ပြောလို့တိတ်စိတ်ကြည့်ချင်တယ် ကျွန်တော်နေနေရဟမ်ဒီအကျန်တဲ့လူတွေကြောက်အမှန်မှန်လက်ကပြန်ပါပေါ်လာအမှန်မှန်မှန်လက်ကကျချင်းအုံးနဲ့ထပ်ပေါ်လာတာဟမ်မင်းတို့ငါဘုတ်မင်းရနိုင်အောင်သွားပြီးမင်းတို့ကြက်ဖို့ပါတီကရှောင်းရှောင်းကငိုပြီးအာနာသွားတိတ်ခိုင်းတယ်အာနာတိတ်တယ်နော်အာနာတိတ်တာဒီဥပဒေကြောင့်ရအာနာတိတ်တာဥပဒေမဲ့အာနာတိတ်တာနိုင်ငံတော်တမန္တအပါဝင်အစိုးရဖွဲ့ဝင်တွေကိုမနက်9နာရီမှာဝင်ထမ်းတယ်မနက်9နာရီမှာကာလောင်စည်းဝေးခေါ်တယ်အဲ့ဒါဥပဒေမဲ့အာနာတိတ်တာမဟုတ်ဘူးဘာလို့လဲဥပဒေမဲ့အာနာဒေါ်အောင်ဆန်းစုကြည်နဲ့ NLD CEO အချုပ်တွဲခွင့်ရသည့်တရင်မဟုတ်မှန်နေပြီးတော့မှအကျဉ်းချခံနေရတဲ့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုကော်မတီဝင်တချို့တွဲဆောင်ခွင့်ရတဲ့ဆိုတဲ့တရင်ဟာမမှန်ကန်ဘူးလို့ဗဟိုကော်မတီဝင်ဒေါက်တာမျိုးညွန့်ကပြောပါတယ် NLD ဘ ഹു ကော်မတီဝင်တွေဖြစ်တဲ့ဒေါက်တာတင်မျိုးဝင်းနဲ့ဦးသိန်းဦးတို့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဆုံခွင့်ရရတဲ့ဆိုတဲ့သတင်းတွေပြီးခဲ့တဲ့ရက်ပိုင်းကအင်တာနက်လူမှုကွန်ရက်မှာထွက်ပေါ်ခဲ့တာပါဒီသတင်းဟာမှန်ကန်မှုမရှိတယ်လို့တန်လျက်ဖြစ်စရာအခြေအနေရှိတဲ့အတွက်ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးကိုပိုပြီးစိုးရိမ်တယ်လို့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ဘ ഹു ကော်မတီဝင်ဒေါက်တာမျိုးညွန့်ကပြောပါတယ် ဦးသိန်းဦးရဲ့ဒေါက်တာတင်မျိုးဝင်းရဲ့ကျွန်တော်တို့ site နှစ်ယောက်တော့အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရတဲ့ဆိုတဲ့သတင်းဟာမမှန်ပါဘူးကျွန်တော်ရဲ့မိတ်ဆွေဦးသိန်းဦးနဲ့ကိုရင်တွေ့တဲ့အခါမှာမဟုတ်ကြောင်းညှင်းဆိုပါတယ်အဲ့ဒီတော့ဒီသတင်းဟာသတင်းမှဖြစ်တာသိချပါတယ်ဒီသတင်းမှတွေဟာအချိန်ကြိုက်ပြီးတော့ရည်ရွယ်ချက်ရှိရှိထုတ်နေတယ်လို့ကျွန်တော်တို့ကတော့တန်တရားရှိပါတယ်အဲ့ဒီလိုထုတ်ပြန်လေလေကျွန်တော်တို့ခေါင်းဆောင်ရဲ့ကျန်းမာရေးအခြေအနေကိုကျွန်တော်တို့ကပိုပြီးစိုးရိမ်နေဖြစ်ပါတယ်ကျွန်တော်တို့ခေါင်းဆောင်ဟာနိုင်ငံအတွက် လူမျိုးအတွက်ဆုံးလွတ်ထားတဲ့အဖိုးဖျက်လို့မရတဲ့ခေါင်းဆောင်ဖြစ်ပါတယ်။သူ့ပေါ်ထားရှိတဲ့ပြည်သူလူထုရဲ့ယုံကြည်မှုကိုဘယ်တော့မှခြေဖျက်လို့ရမှာမဟုတ်ပါဘူးလို့ကျွန်တော်ပြောချင်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကိုသူ့ရဲ့ရှိနေအဖွဲ့က2022ဒီဇင်ဘာလထဲမှာနောက်ဆုံးတွေ့ခွင့်ရခဲ့တာဖြစ်ပြီးအဲ့ဒီနောက်ပိုင်းအချိန်သုံးနှစ်နီးပါးကြာတဲ့အထိပြင်ပနဲ့ထိတွေ့ခွင့်မပေးတော့ဘဲစစ်ကောင်းဆောင်ကသတင်းအမှောင်ချခဲ့ပါတယ်။အတိုင်းကတော့ပြည်သူက၃ရက်တိတိအတန်တိုက်ပြီးနေနေတယ်။နော်လက်နက်ကင်နေအုံးကလေးလက်နက်ထားကင်တာမဟုတ်ဘူး။ နော်အဲ့တော့အေးတိတ်ဆိတ်နေခမားမျိုးတိတ်ဆိတ်အေးချမ်းနေတဲ့တိုင်းပြည်ကိုအာနာတိတ်လိုက်တဲ့အချိန်မှာဘာဖြစ်လာလဲပြည်သူကလက်မခံဖြစ်လာတယ်လက်မခံတော့အတန်တိတ်တပိတ်ဆိုပြီးတုံးရနေပြီးတယ်ပြည်သူဆန္ဒကိုခမားတို့အလေးထားခဲ့ပြည်သူကလက်မခံဘူးအတန်တိတ်တပိတ်လုပ်နေငါတို့အာနာပြန်အမ်းမယ်ဆိုအတ်လိုက်မယ်ဆိုအခုလို့လက်လက်ကင်ပဋိပက္ခတိရောက်လာစရာအကြောင်းရှိတာမရှိဘူးနော်ထားထပ်ပြီးသေးတယ်နော်ကဲတုံးရနဲ့အတန်တိတ်နေတဲ့အတွက်အာနာပြန်မပေးဘူးပဲထားနော်ဆန္ဒစပြကြတယ်ပထမတိတ်ရက်နှစ်ရက်တုံးရက်လေးရက်ငါးရက်တစ်ဖက်ထိပြည်သူတွေကဘယ်လိုဆန္ဒပြလဲနော်အရှိရဆန္ဒပြတော့ရင်အနောက်မှာ ဘာလို့လဲအမိုက်ကောက်တဲ့အဖွဲကတီးနှက်လိုက်တယ်အဲ့ဒီချိန်မှာပြည်သူတွေကလမ်းလေးကခြံစည်းရိုးကအုံနဲ့တန်တစ်ချောင်းကပွားချဖို့ဝင်ချိုးဘူးမဖြစ်စည်းဘူးဟုတ်တယ်နော်စုံပြောတဲ့စကားမှိုင်းလာခဲ့တဲ့လူ ဲ့ဒါလို့ရင်းချမ်းစွာဆန်သပြတဲ့ပြည်သူတွေကိုခမားတို့တဲ့လူစုလူဝေးခွဲဖို့အတွက်တနတ်အစ်စ်တွေနဲ့စတင်ပြစ်ပြီးတော့မလုပ်တာလေခစ်ကိုပြောင်းချင်းခေါင်းကိုပြစ်ဆိုပင်ရဲတဲ့ကောင်တွေထွက်ခက်ဆိုပြီးတော့မလုပ်နဲ့လမ်းမှာရပ်ထားတဲ့ကားတွေဆိုင်ကယ်တွေရိုက်ခွဲတော့ဆန်သပြပြည်သူတွေထုရိုက်တက်ဖြတ်မျိုးစုံလုံလာတဲ့အဆုံးမှာပြည်သူဟာချက်ချင်းတော့နဲ့နဲ့ထခိုင်တာမဟုတ်လောက်လေးကွာလို့ဂက်တက်လေးလို့ရအောင်လုပ်ပြီးတော့တဲလေးတာပြီးခုခံနေတယ်အဲ့ဒီချိန်မှာတော့မင်းတို့ကကောင်းကောင်းဟေးစစ်တပ်နေတာမလုပ်နိုင်ဘူး။တော့ပြည်သူတွေကအန္တရာယ်တော့လက်မခံဘူး။အဲ့ဒီအတွက်တော့အကြမ်းဖက်မှုလမ်းစဉ်ရောက်သွားနိုင်မယ်။လက်လက်နဲ့အင်အားသုံးမဖြိုးပါနဲ့။တိုင်းပြည်ကိုပြည်နိုင်ရင်လုပ်ကြပါ။ ဒီပေါ်မှာကြည့်နော်ဒီပေါ်မှာအစိုးရကအိမ်တော်မီးဝင်ရှို့နေတဲ့အဖွဲ့ကိုသူတို့နိုင်ငံရအောင်ဖိနေမြန်မာပြည်သူတွေဟာစားရုံအချင်းလက်နက်တော်ကိုင်တာမဟုတ်ဘူးအားလုံးသိတယ်မင်းတို့နေတပ်ဖြတ်လို့မခံနိုင်တဲ့အစိုးမှာမှလက်နက်ကိုင်ပြီးတော့လမ်းစဉ်ပေါ်ရောက်လာတာအဲ့ဒါကလုံးတဲ့သူမင်းတို့မှအပြစ်မရှိဘူးပေါ့ဟော NND ရောက်ပေါ့အော်ကျွန်တော်ဖတ်တော့လာပြန်နော်အချက်မရှိတာဟုတ်မရှိတာလားတတ်လို့ရရင်ဒါတတ်လိုက်ငါ့ကိုနော်ငါတလူပြောငါ့ကိုမုန်းတယ်တတ်လိုက်အသေးခံရဲတယ်နော် အဲ့တော့တရတော့မယုတ်မှန်ကြနဲ့ကွာတိုင်းပြည်ပေါ်တက်ပြီးမျက်နှာပြောင်တိုက်ပြီးတော့ဒီလိုစောက်ခွက်ပြောင်လာတော့ကတော့ယုံဖို့ကောင်းမှကြည့်တယ်ဒီတိုင်းပြည်မှာရဟန်းရှင်လူပညာလူပညာရှင်ရဟန်းပညာရှင်တွေတော့အင်းချမ်းတဲ့ပြည်သူတွေအများကြီးနေထိုင်နေတာမင်းတို့တွေအာနာယူလို့တိုင်းပြည်ကဆုတ်ပြတ်နေတာမင်းတို့တွေအုပ်ချုပ်ခဲ့လို့တိုင်းပြည်ကဆုတ်ပြတ်ခဲ့တာအခုလက်ထပ်ပြီးမင်းတို့တွေအာနာထက်ယူဖို့လုပ်နေကြပြီဟမ်ကြည့်အာနာမရတဲ့ခင်တော့ကြောင်လိန်ကြောင်စားစကားကိုပြောတယ်ဆိုရင်ဒီကောင်မျိုးတွေအာနာရရင်စဉ်းစားကြည့်တို့တို့ကြောင့်ပြောရတာဟုတ်လားဟုတ်တယ်လားတော့ပြည်သူပြည်သူကျွန်တော်ပါတယ်ဆိုထောက်ကြော်လို့ဟမ်ယုံနေကြတာပြီဆိုတာ ကျန်းဖို့ပါတီဝင်တွေတက်ခံကြည့်တယ်ဆိုတော့ကျန်းဖို့ပါတီဝင်တိုင်းကိုလိုက်တက်တာလားကျန်းဖို့ပါတီဝင်တွေဒီရက်ွက်ထဲမှာဘသူတွေကတော်လိုင်းလုပ်တယ်ဘသူအိမ်ကတော့တော်လိုင်းအိမ်ဘသူအိမ်ကဘသူကထောက်ဖို့လုပ်တယ်ဘသူကသူ့သားသမီးတော်မှ SPDL လုပ်နေတယ်ဘသူကတော့ UGA မှာစတဲ့ဖြစ်အဲ့ဒီစရင်စရင်သတင်းတွေကို UB စစ်တပ်ကိုတွားပေးတာဒီကျန်းဖို့ပါတီဝင်တွေမဟုတ်ဘူးလားဟုတ်တယ်နော်အခုတော်လိုင်းတွေကမှလာခဲ့လိုက်ကြတယ်ကျန်းဖို့ပါတီဝင်တွေနော်ဘသူကမှမပါဘူးသူတို့စီးပွားသူတို့လုပ်တဲ့အဲ့ဒီအေဂျင်စီကနေနေတဲ့ကျန်းဖို့ပါတီဝင်တွေအများကြီးရှိတယ်နော်တော်လိုင်းတွေကမှပဲနော်ဘသူမှလက်လက်တော့မထိဘူး ဘာဖြစ်လို့လဲလိုက်တက်နေတာဒီကျန်းဖို့ပါတီဝင်ဖို့လို့တက်တာမဟုတ်ဘူးကျန်းဖို့ပါတီဒီစစ်တပ်ကိုတတိပေးနေတာဒီကျန်းဖို့ပါတီဝင်နေဖြစ်နေလို့ကျန်းဖို့ပါတီဝင်နေရှောင်းတိတာအဲ့ဒါရှင်းရှင်းလေးကိုလုံးကိုလုံးနေတဲ့ကျန်းဖို့ပါတီဝင်ဘယ်သူမှလာမတက်ဘူးရှင်းရနော်ကျောင်းတက်ကဒီကြံပြီးတော့ခါကြမှာပေါ့ဗျာ။ဒီမှာဒီမှာဒီသားတို့လည်းဆုံးပြတော့လည်းပိုင်မပါဘူး။ကျန်တဲ့ကတော့ပြတော့ကျောင်းစင်းလာပြီ။ကျောင်းကမှာကိုယ်စုစုပြည့်တယ်။ကျောင်းတိတ်ချောင်ပြရတယ်။ဘယ်လိုပြည့်တယ်။ဘယ်နေရာလိုပြည့်တယ်။ဟေးလုံးကတော့ပြည့်တာတော့မဟုတ်လား။အဲ့ဒါဒီနေရာမှာတော့ရှိတယ်ဒီနေရာမှာအုပ်စုရေးစနစ်တွေကောင်းတယ်။ဟဲ့ပြည့်တယ်။ ပဲနော်ပဲနော်အဲ့အဲ့ကျွန်တော်ပြောအများကြီးလဲဒီကောင်လေးကအခုဘာလုပ်ပြလဲဆိုတော့ဒီဘက်မှာတော်လိုင်းရင်းနေနေစိုးမှုကလက်နဲ့ကြီးနဲ့ပြစ် drone နဲ့ပြစ်လေနဲ့ဘုံကျဲစစ်ပေါ်ခေါ်ရင်စစ်လာတာပေါ့မင်းတို့ကစစ်ခေါ်ခြင်းဟောအခုတော့ဒုက္ခရောက်ပြီမလားဓမ္မကြီးငါတို့အောက်ထုတ်တဲ့ data မှာအေးချမ်းနေတယ်ပညာမဲ့စကားတွေကိုပြည်သူတွေကိုချိန်ပြင်းတာဝါလာဖြန့်တယ်အမှန်တမ်းငါတော့မဟုတ်တယ်လို့ပဲဒါမှမဟုတ်တရေစစ်သားကြီးလိုက်တယ်ဒီတော်လိုင်းရင်းပဲအချမ်းမှာစစ်ဖြစ်နေတာဒီဘသူတို့ပြစ်လို့လဲဒီစစ်တပ်ကတော့ပြစ်လို့ဟိုမှာစစ်နေပြီဖြစ်တာဒီစစ်တပ်ရှိတဲ့ data မှာစစ်နေတယ်မဖြစ်တာဒီဘသူကလာမဖြစ်လို့လဲဟဲ့ဒီတော်လိုင်းရင်းဘွက်တွေကမဖြစ်လို့အဲ့ဒါအဖေကရှင်းနေတယ် ဲ့တော့တော်လန်ရေးဒေတာမှာစစ်မဲ့ရေးရဖြစ်လို့ဒီလူတွေပြေးရတာဒီဘုသူ့လေအဲ့ဒီစစ်တပ်ပြစ်လို့ပြေးရတာစစ်တပ်မပြစ်ပြေးရအကြောင်းရှိဘူးနော်မြန်မာပြည်မှာ PDF တွေတိုင်းသားလက်နက်ကိုင်တွေစစ်တောင်းထိုးလို့ရွာလုံးကျွတ်ထွက်ပြေးရတယ်ဆိုတဲ့ဒေတာခင်ဗျားတို့ကြားဘူးလားဒါပေမဲ့စစ်တပ်စစ်တောင်းထိုးလို့မပြေးရပါနဲ့အေးချမ်းဆိုနေလို့ရတဲ့ဒေတာခင်ဗျားတို့မြင်ဘူးလားကျွန်တော်တို့ကလေဟိုဘက်ဒီဘက်ဆိုတော့ဘက်နဲ့ပြောနေတာမဟုတ်ဘူးပကတိအရှိတရားကိုတီတူတွေအားလုံးမြင်အောင်ပဲကျွန်တော်ပြောတာဒါကပကတိရှိတယ်ဘူးကျွန်တော်ပြောကြ ဟမ်စစ်တပ်စစ်တောင်းထိုးရင်ဘယ်တွေပါပြရလဲညက်ပဲဒီခွေရောကလေးရောနွားရောအဲ့ရောဟောကလ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 ောဟမ်ပြရတာဘာဖြစ်လို့လဲစစ်တောင်းထိုးလို့အာပြန်ရှင်းနေတယ်အဲ့တော့ပြည်သူပေါ်အကြမ်းဖက်နေတာဘယ်လိုလဲဟုတ်တယ်နော်စက်ကြည့်ဘုံပြရတယ်အောင်ပြတာအဲ့ဒါကဖြစ်လေအဲ့ဒါကဖြစ်လေဟမ်တွေ့တယ်နော်တွေ့တယ်မလားကျွန်တော်ပြောပြတယ်မလားဘုံရှင်းနေအောင်ပြလာဒီကောင်းနေတွေ့တာဘယ်တော့ရုပ်မှလည်းစဉ်းစားကြည့်ဘယ်လိုပါတော့မှန်းချင်လဲအဲ့ဒါမင်းအောင်ကြည့်ရုပ်ကတော့နားလေဟုတ်တယ်မလားဘယ်သူကဓမ္မလဲဘယ်သူကအာရမလဲ။ဟမ်အာရမကမှာပါတဲ့ကောင်ကိုခွေကြီးဆုံးနဲ့ခွေကွာအာရမကမှာပါတဲ့ကောင်ကိုကိုမေကိုလိုးနေဖြစ်ကြကွာ။ကဲရှင်းလား။ဘလို့လဲအဲ့လိုလားပြော ောင်းငါပြင်းငါစီရရိုင်းတယ်လို့ပြောမယ်အပေါ်ရေစကားတွေမပြောနဲ့မင်္ဂလာမလုပ်နဲ့တိလားအာတမဘက်မှာပါတဲ့ကောင်းနေတယ်အာတမကိုအားပေးတဲ့ကောင်းနေနော်ကိုမေကိုလိုဘဝစတိုင်းဖြစ်ပါလေတိလားအဲ့ရှင်းရောနော်နော်ဘုရားနိုင်ငံကိုဖျက်ဆီးကြလိုက်ပါလေဒါကိုပတ်ပတ်ချင်းနေอืมเดี๋ยวอยู่พวกบ้านน่ะกว่าตะแกไอ้แบบนี้สุขึ้นเสร็จแล้วเพียงอ่ะเบรอมาตะโลโหจังหวะนี้เนี่ยนายก็ซวยได้ตั้งแต่ก่อนดาวซ้อมอยู่ตาครับเนี่ยซ้อมอยู่ตาละแกอ่ะ60นาทีอานาสะไปเนี่ยใต้นี่อ่ะบลูขึ้นกันล่ะฮะ 60နှစ်အာနာမသိနေတဲ့အတိုင်းကြီးကဘယ်လောက်ချမ်းသာလဲဘယ်လောက်ကြော်ရလဲဘယ်လိုအနေသားရှိခဲ့လဲ60နှစ်အာနာသိနေတဲ့နေအခုသူတို့နှစ်ခါတိတိုင်းကြီးကဘယ်အဆင့်ရောက်သွားလဲဒါနဲ့သူတို့စူးစမ်းတော့မယ်အစွမ်းကုန်ဟမ်ဆောရှယ်တီတွေမရှိကြဘူးမော်ဟာတကယ်ပဲပြောတာတကယ်အရင်ကကရောက်စစ်သားဆိုတာလေယောက်ျားရှင်မကြီးတွေထင်တာဘယ်ဒေါ်လာကြီးတွေလဲဒီနေ့ကစစ်ဖို့ထုတ်ပြရမလောက်မလဲပြောလဲမင်းမရှာနေဟမ်အဒီလူတွေတကယ်မင်းမရှင်နေအဲ့ဒီကတော့တန်လို့ဖိတ်ကြရတာရှိရနော်အခုဆိုလို့ရှိရင်အပြင်းအထန်နဲ့ပုတ်တောက်ကိုကျန်တဲ့ရှင်းချတဲ့အဖြစ်အဲကောင်ကလည်းကြံနေပြတာပါဗျာ။နောက်ကျွန်တော်တို့ကမှပြန်ဖောက်ရတော့ဒီ။ကျွန်တော်ပါတယ်ပြေကတ်ကတောင်းရတယ်။အခုမရှိတော့ဘူး။ ီတော့မရတော့ဘူး။တပြေ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 နဲ့ဆက်လို့အေးချမ်းသွားတယ်နေရာကြီးတန်းပါလား။အေးချမ်းပြရင်ကဘုရားတော်။အဲ့တော့တမတ်ကပြောနေတာကတိုင်းပြည်ချင်းနဲ့အေးချမ်းကိုဖြစ်စ်တဲ့လူတွေအဖွဲ့စည်းတွေဘယ်တော့မှလက်ခံလို့။ကျွန်တော်မြန်မာနိုင်ငံသမိုင်းတော်မှာဒီလိုအဲ့ဒီအဲ့ဒီပြည်လေးတော့ကြိုက်တယ်နော်။တိုင်းပြည်ကိုဖြစ်စ်မဲ့လူတွေကိုဘယ်တော့မှလက်ခံ။ဟုတ်တယ်အဲ့ဒီစကားလေးတော့မိုက်နော်။တကယ်ကျွန်တော်ကလေးကပြောလို့ကော ဘယ်နေရာကတိုင်းပြီးကိုဖြစ်စည်းရတယ်ဘယ်ဟာကအကျံဖက်လဲဆိုတာစကလုံးနဲ့မဆုံးဖြတ်ကြတယ်ပကတိမြေပြင်အရှိတရားနဲ့ဆုံးဖြတ်ကြပါဆုံးဖြတ်ပြီးတိုင်းပြီးကိုဖြစ်စည်းတဲ့သူတွေဘယ်တော့မှလက်ခံမိပါစေနဲ့နော်အဲ့တော့ဟိုဗီဒီယိုဖိုင်ကတအားရှည်သွားမယ်သူကွန်မန်နေကျွန်တော်ဖတ်ပေးခြင်းနဲ့ဖြစ်တဲ့တော့နောက်ဒုတိယပိုင်းကျွန်တော်ဆက်လုပ်ပေးမယ်ဒုတိယပိုင်းကိုဆက်ကြည့်ပါနော်ကျွန်တော်အဲဒုတိယပိုင်းကအခုအခုတော့18မိနစ်ဖြစ်သွားပြီဆိုတော့လေတအားရှည်သွားမယ်တစ်ပိုက်လဲဆိုရင်